员工留言，烈阳之个，一苹个是偏偏脱色的。 စော်ဘွားကြီးစည်းရဲ့စူညံပွက်လောရိုက်နေတဲ့ကြားမှာဝစ်ဆုံကျက်နေတဲ့ခန္ဓာကိုယ်ထွားကြိုင်းတဲ့ရဲတအူးကမမာနာကြီးစွာရှောက်လန်းနေတယ်ဒူတက်ကျက်ကိုဟန်ထွန်းရဲ့ချွေးတွေရွှဲနေတဲ့မျက်နာကဒေါသနဲ့ညည်းနေတယ်ဒီနေ့ဈေးတယ်ရီစီကရတဲ့လက်ငွေကယော့နေနေတယ်လို့သူခံစားရတယ်မင်းတို့ပတ်စံတွေဘယ်ရောက်သွားလဲဈေးမကောင်းတာနဲ့လိမ်မယ်မကြံနဲ့လို့ကြောက်ရွံ့နေတဲ့ဟင်းသီးဟင်းရွက်တီတအူးကိုသူအော်ငေါက်လိုက်တဲ့ဈေးတယ်ရီကခေါင်းငုံနေကြတယ် ကိုဟန်ထွန်းကိုစန့်ကျင်တာဟာပြက်တနာရှာတာနဲ့အတူတူပဲဆိုတာသူတို့သိတယ်ဒီရဲကမာနကြီးပြီးသူလိုချင်တာမရရင်ကျန်းတန်းစွာပြုမှုတတ်တယ်လို့နာမည်ကြီးတယ်လူအုပ်ကြားထဲမှာရှေလျားနတ်မောင်နဲ့သပင်တွေနဲ့ချောမောလာပတဲ့မျိုးသမီးငယ်တဦးကကိုဟန်ထွန်းရဲ့လှူရှားမှုတွေကို အနီးကပ်စူးစူးဆိုက်ဆိုက်စောင့်ကြည့်နေတယ်သူမနာမည်ကမမိုးသူမအဖေပြားရည်ရောင်းတဲ့ဆိုင်မှာကူညီပေးဖို့စစ်သားအဖြစ်အသွင်ယူထားတဲ့တက်မတော်သူရဲမတအူးဖြစ်တယ်မမိုးက လက်တီးကိုဆုပ်ထားတယ်။ကိုဟန်ထွန်းရဲ့အနိုင်ကျင့်မှုတွေကိုမြင်ရတာကိုသူ စိတ်ပြတ်တယ်။ဒီရပိုင်းအတွင်းမှာဈေးတယ်ရီစီကနေအစမတန်တောင်းခံနေတဲ့ပတ်စံတွေအကြောင်း သူကြားနေရတယ်။သူ့အဖေလည်းခံရသူတွေထဲမှာပါဝင်နေစိတ်ရှာဒီပါသမီးလို့သူမအဖေဥကျော်ကမမိုးရဲ့စိတ်ကိုဖတ်နေတယ်လို့ခတ်တိုးတိုးပြောလိုက်တယ်။ဒါပေမဲ့မမိုးရဲ့စိတ်ရှည်မှုမှာကန့်သက်ချက်ရှိတယ်။ကိုဟန်ထွန်းက သူ့ဖေရဲ့ပြားရည်ဆိုင်နာကိုလာပြီးလက်ငွေတောင်းတဲ့အခါမမိုးစိတ်မထိန်နိုင်တော့ဘူးတောင်းပန်ပါတယ်ဆရာရဲ့ကျမတို့မနေ့ကပေးပြီးပါပြီလို့မမိုးကအေးဆေးတည်ငြိမ်ပြီးခိုင်မာတဲ့အတန်နဲ့ပြောလိုက်တဲ့ကိုဟန်ထွန်းကမမိုးကိုအထင်မြင်သေးတဲ့အကြီးနဲ့ကြည့်လိုက်တဲ့ဒီမှာနတ်သမီးလေးတစ်ပါးရှိနေတာပဲဒါပေမဲ့မင်းရဲ့အလှကတာဝန်ကနေကင်းလို့လိမ့်မယ်လို့မထင်နဲ့လို့သူကနှောင်ပြောင်တဲ့အတန်နဲ့ပြန်ဖြေတယ်မမိုးကခပ်ပါပါလေးပြ အွန်လိုက်တဲ့တာဝန်လားဒါမှမဟုတ်တရားမဝင်ငွေကြေးတောင်းခံတာလားလို့သူမကစိန်ခေါ်လိုက်တယ်။ကိုဟန်ထွန်းအံ့ဩသွားတယ်သူ့ကိုစန့်ကျင်ရဲတဲ့သူရှိလိမ့်မယ်လို့သူမထင်ထားဘူး။မင်းရဲ့ပါဇက်ကိုထိမင်းဘသူနဲ့ရင်ဆိုင်နေရမှန်းမင်းမသိဘူးလို့သူကချိမ့်ချောက်ပြီးအနားကိုလှမ်းလာတယ်။မမိုးကမလုံမရှက်ရက်နေတယ်ကိုဟန်ထွန်းကိုအေးဆက်ဆက်အကြည့်နဲ့တဲတဲကြည့်ပြီးမတက်ရက်နေတယ်။ ကျမဆရာရဲကိုကောင်းကောင်းသိပါတယ်ပြီးတော့ဆရာရဲလုံနေတာမှားနေတယ်ဆိုတာလည်းသိပါတယ်လို့သူမကပြောလိုက်တဲ့ဈေးရဲကပဝင်းကျင်တစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်ဈေးတယ်တွေက နောက်ပါဖြစ်လာမလဲဆိုတာကိုကြအောင်ယွန်းတုံလှုပ်ပြီးအသက်အောင်ထားကြတယ်ကိုဟန်ထွန်းက တောင်ပြောင်တယော်တဲ့အပြုံးနဲ့ရေးလိုက်တယ်မင်းငါကိုစန့်ကျင်ကျင်တာလားမင်းဘသူလို့ထင်နေလဲလို့သူကမေးလိုက်တယ်ကျမဟာဆရာရဲ့ရဲ့အနိုင်ကျင့်မှုတွေကိုရက်တန့်စေမဲ့သူပါလို့မမိုးကခိုင်မာတဲ့အတန်နဲ့ပြန်ဖြေတယ်ကိုဟန်ထွန်းကတလန်းရှိတိုးပြီးမမိုးရဲ့ပါးကိုရိုက်ဖို့လက်ကိုမြှောက်လိုက်တယ်ဒါပေမဲ့သူ့လက်ကမမိုးရဲ့ပါးကို မထိခင်မှာမာကြောတဲ့ကံကြက်တစ်ချက်ကသူ့မေးရိုးကိုထိမှန်သွားတယ် ကိုဟန်ထွန်းနောက်ပြန်ရင်သွားတယ်သွေးတွေကသူ့ပါဇက်ကနေစီးကြလာတယ်လူတိုင်းအံ့ဩသွားကြတယ်အမျိုးသမီးငယ်တဦးကရဲတဦးကိုတိုက်ခိုက်ရဲလိမ့်မယ်လို့သူတို့မယုံနိုင်ဘူးကိုဟန်ထွန်းကနာကျင်နေတဲ့မေယိုးကိုဖိထားတယ်သူ့မျက်လုံးတွေကမမိုးကိုဒေါသတကြီးကြည့်နေတယ်မင်းမင်းအောင်တရားလိမ့်မယ်လို့သူကဒေါသတကြီးပြ ။အွန်လိုက်တဲ့မမိုးကကိုဟန်ပြင်လိုက်တဲ့ဖြစ်လာနိုင်တဲ့အရာအားလုံးကိုရင်ဆိုင်ဖို့သူအသင့်ဖြစ်နေပြီးဆရာရဲလို့အချင်းပြက်ရဲကိုကျမမကြောက်ဘူးလို့သူမကစိန်ခေါ်တဲ့အတန်နဲ့ပြောလိုက်တယ်။ မာနာကြီးတဲ့ရဲနဲ့တက်မတော်သူရဲမားတို့ရဲ့တိုက်ပွဲစတင်ခဲ့တယ်။ဒုတကြက်ကိုဟန်ထွန်းကနာကျင်နေတဲ့မေယိုးနဲ့ပြင်းထန်တဲ့မျက်လုံးတွေနဲ့ပြန်ထလာတယ်။လူအများရှိမှဒီလိုအရှက်ရတာကိုသူမခံနိုင်ဘူး။မင်းတေကျင်လို့လားလို့သူကမမိုးကိုခုံအုပ်ရင်းអော်လိုက်တယ်။သူ့လက်သေးတွေက ဒေါသနဲ့အဆက်တကွဲဖြစ်မှုတွေနဲ့ပြင်းထန်နေပြီးဝဲပြန်လာတယ်။ဒါပေမဲ့မမိုးကမကြောက်ဘူး။သူမရဲ့လှုပ်ရှားမှုတွေက ကိုဟန်ထွန်းရဲ့ထွားကြိုင်းနဲ့ကိုဟန်နဲ့ပြောင်းပြန်ဖြစ်အောင်လင်းမြန်နေ။သူကပထမဆုံးတိုက်ခိုက်မှုကိုအလွယ်တကူရှောင်းတိန်မီခါကိုပြစ်မှတ်ထားတဲ့ဘေးတိုက်ကံချက်နဲ့ပြန်ကန်လိုက်တဲ့ကိုဟန်ထွန်းအံ့ဩသွားတယ်။သူ့ရဲ့ကိုခန္ဓာကြီးကြီးမားမားက ူကိုဟန်ချက်ထိန်ဖို့ခက်ခဲစေတဲ့ဆရာရက်လိုက်ပါအရှက်မကွဲပါနဲ့လို့ကြောက်ရွံ့မှုနဲ့ဆက်စုမှုကြားကဈေးတဲအချို့ကဝိုင်းဝန်းကြည့်ရင်းအော်ပြောလိုက်ကြတယ် ဒါပေမဲ့ကိုဟန်ထွန်းကဂယုမဆိုင်ဘူးသူ့စိတ်ထဲမှာလက်စားချေလိုစိတ်တွေပြည့်နှက်နေတယ်သူကထပ်ပြီးတိုက်ခိုက်တယ်ဒီတခါမှာတော့မမိုးကိုလှဲချဖို့ရည်ရွယ်ပြီးခိုင်မာတဲ့ပခုံးတွန်းအားနဲ့တိုက်ခိုက်တယ်မမိုးကတိုက်ခိုက်မှုကိုလီမြန်စွာကာကွယ်ပြီးတီးကြတဲ့တံတောင်စစ်ထိုးချက်နဲ့ပြန်တုံပြန်နေသူမရဲ့လှုပ်ရှားမှုတွေကတီးကြတဲ့ထိုးချက်နဲ့ကန်ချက်တိုင်းမှာရည်ရွယ်ချက်ရှိတယ်အနိုင်ယူဖို့တည်းမဟုတ်ဘူး တင်ငန်းစာပေးဖို့ပါပဲဒါကလမ်းပေါ်ကရံဖြစ်ချင်းတတ်တတ်မဟုတ်ဘူးဒါကပြားရည်တီတူရဲ့ရိုးရှင်အဲပုံမှန်တန်အောင်မှာဖုံးကွယ်ထားတဲ့အသက်သေးစေနိုင်တဲ့မြမရိုးရာလက်ဝိကန်နီးတွေမြွေသားကိုအနီးဆက်ဆုံးမြမရိုးရာလက်ဝိကန်နီးများဖြင့်အစားထိုးသည်ရဲ့အကပဲ။ မမိုးရဲ့အဖေဦးကျော်ကသူ့သမီးကိုဂုဏ်ယူမှုနဲ့စိုးရိမ်မှုနှမျိုးလုံးနဲ့ကြည်နေတယ်။သူကမမိုးရဲ့အရေးချင်းတွေကိုသိပေမဲ့ဒါကမတူညီတဲ့အခြေအနေတစ်ခုပဲ။ဒါကအာနာပိုင်တွေကိုစန့်ကျင်တိုက်ခိုက်တာပဲ။ဦးလေးအဲ့ဒီကလေးမှဘသူလဲအယံတော်တာပဲလို့ပဲလော်တဲ့တူကတိုးတိုးလေးပြောလိုက်တယ်။ဦးကျော်ကခပပါလေးခေါင်းငိမ့်ပြပြီးခပပါလေးပြုံးလိုက်တယ်သူသမီးကဘယ်တော့မှစိတ်ပြက်စရာမဖြစ်စေခဲ့ဘူး ကိုဟန်ထွန်းအသက်ရှူကျလာတယ်သူ့လှူရှားမှုတွေနှေးကွေးသွားတယ်မမိုးကတော့ပိုပြီးအကျန်းဖက်လာတယ်သူမရဲ့ဒူးနဲ့ကန်ချက်က ကိုဟန်ထွန်းရဲ့ရင်ဝကိုထိမှန်ပြီးမာနကြီးတဲ့ရဲကချောင်းဆိုးပြီးဝမ်းပိုက်ကိုဖိထားရတယ်သူ့အသက်ရှူတန်တွေကပြက်တောင်းပြက်တောင်းဖြစ်နေပြီးသူ့မျက်နာက ဖြူဖြော့နေတယ်တော်ပါတော့သမီးတနာပါအောင်လို့အမေတို့အူးကအော်ပြောလိုက်တယ်မမိုးကသူ့တိုက်ခိုက်မှုကိုမလျှော့ဘူး ကိုဟန်ထွန်းဟာရှုံးနေခြင်းရဲ့နာကျင်မှုကိုတကယ်မခံစားရမချင်းရက်တက်မှမဟုတ်တဲ့သူမျိုးဆိုတာသူသိရဲ့လှက်။ကံချက်တစ်ချက်ကကိုဟန်ထွန်းကိုယိုင်လဲပြီးလဲကြလူနီးပါးဖြစ်သွားစေတယ်။ဒါဆရာဟန်ထွန်းရဲ့လောဘရဲ့အကျိုးဆက်ပါပဲလို့မမိုးကအေးဆက်ပြီးခိုင်မာတဲ့အတန်နဲ့ပြောလိုက်တယ်။သူမကကိုဟန်ထွန်းရဲ့မျက်နှာကိုညံဆန်တဲ့လက်သီးထိုးချက်နဲ့ဖြတ်ထိုးချက်တွေဇက်တိုက်ထိုးပြီးခြေထောက်နှိမ့်နှိမ့်နဲ့ကန်လိုက်တာကြောင့်ကိုဟန်ထွန်းဒူးထောက်လဲကျသွားတယ်။ ကိုဟန်ထွန်းကအသက်ရှူကြက်ရင်ကြောင်းယွင်ခြင်းအပြည့်နဲ့မမိုးကိုကြည်နေတယ်။အမျိုးသမီးတဦးကဒီလိုအလွယ်တကူရိုင်းနှက်ခံရလိမ့်မယ်လို့သူဘယ်တော့မှမတွေးဘူး။သူ့မေယိုးနဲ့ဝမ်းပိုက်ကနာကျင်မှုကသူ့ကိုဖုံးလွှမ်းနေတဲ့အဆက်တကွဲဖြစ်မှုနဲ့မနှိုင်းရှင်သာဘူး။မမိုးအနာကိုတိုးလာတဲ့သူမရဲ့မျက်လုံးတွေမှာကယူနာမရှိဘူး။ ဒါအစပဲဆရာရဲ့ဆရာရဲ့ခေါင်းမှာတနက်မတင်ရသေးဘူးလို့သူမကပြောလိုက်တယ်။ကိုဟန်ထွန်းတရွေးမျိုးချလိုက်တယ်။ဒီစကလုံးတွေကတည်ငြိမ်ပေမဲ့ချင်းချောက်တဲ့အတန်နဲ့ပြောခဲ့တာဖြစ်ပြ။သူ့ရဲ့ကြောရိုးကို ထုံကျင်စေတယ်။သူအနီးနားကိုလှည့်ပတ်ကြည့်ပြီးကဲတင်ဖို့ရဲရရှိတွေရောက်လာမလားလို့မျှော်လင့်ခဲ့ပေမဲ့ဘသူမှမရှိဘူး။ဈေးတယ်ရီစီကဆက်ဆုပ်ရွန်ရှာပြီးကျေနပ်နေတဲ့အကြည့်တွေပဲရှိတယ်။သူတယောက်တည်းဖြစ်ပြီးသူ့ရဲ့ရှုံးနှိမ့်မှုကိုလူတိုင်းကမြင်နေကြတယ် မမိုးကကိုဟန်ထွန်းကိုဈေးကျန်းပြင်ပေါ်မှာလဲကျနေအောင်ထားခဲ့ပြီးလှဲထွက်သွားတယ်ဒီတိုက်ပွဲက မပြီးသေးဘူးဆိုတာသူသိတယ်ဒါကအစပဲရှိသေးတယ်ကိုဟန်ထွန်းအတွက်ကတော့ဒီနေ့ဟာသူ့ရဲ့မာနာက သူ့ကိုဘယ်တော့မှမမေ့နိုင်မဲ့ဘေးအန္တရာယ်ကိုယူဆောင်လာတဲ့နေ့ပဲစော်ကွားကြီးဈေးပွက်လို့ရိုက်သွားတယ်ဒုတကျက်ကိုဟန်ထွန်းနဲ့နောက်ပိုင်းမှာမမိုးလို့တီးရတဲ့မျိုးသမီးငယ်တဦးကြားကတိုက်ပွဲဗီဒီယိုကဈေးတွေရဲ့ ဘဲဘော့အုပ်စုတွေထဲမှာမီးလိုပြက်နှံသွားတဲ့မီးရိုးရောင်ကိုင်းနေပြီးဂုံတိတ်ခါကြဆင်းသွားတဲ့ကိုဟန်ထွန်းကိုရံဖြစ်မှုတွေငိမ့်သက်သွားပြီးနောက်ရောက်လာတဲ့သူ့လုပ်ဖော်ကင်ဖက်အချို့ကအနည်းဆုံးစေကန်းကိုအရေးပေါ်ပို့ဆောင်ခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ညီရဲနေတဲ့မျက်နာကကိုခန္ဓာနာကျင်မှုကြောင့်တည်းမဟုတ်ဘဲနှဆိုင်နဲ့အဆက်တကွဲဖြစ်မှုကြောင့်ပါပဲဈေးရဲ့တစ်ဖက်မှာသူ့အဖေရဲ့ပြားရည်ဆိုင်မှာမမိုးနဲ့ဥကြော်တို့ကကုန်ပစ္စည်းတွေကိုတင်ဆင်းနေကြတယ် ဈေးတဲ့အချို့ကလာပြီးချီးကျူးဂုဏ်ပြုစကားနဲ့ဂျေဇုတင်စကားတွေပြောကြတယ်ဂျေဇုတင်ပါတယ်မမိုးရီနောက်ဆုံးတော့အဲ့ဒီကိုဟန်ထွန်းကိုတင်ငန်းစာပေးရတဲ့သူပေါ်လာပြီးလို့မုံတီအမေဦးတူကပြောလိုက်တယ်မမိုးတော်လိုက်တာကျမတို့အားလုံးအဲ့ဒီတရားမဝင်ငွေကြေးတောင်းခံမှုကနေလွတ်မြောက်သွားပြီလို့နောက်တစ်ယောက်ကပြောလိုက်တယ်မမိုးကခပ်ပါးပါးလေးပြုံးလိုက်တယ်သူ့လို့ရဲ့ကြောင့်အကျိုးဆက်တွေရှာ ဣလာမေဆိုတာသူတိပေမဲ့နောင်တမရဘူးဈေးတယ်ရီရဲ့မျက်နာပေါ်ကစိတ်သက်သာရရတဲ့အပြုံးတွေကိုမြင်ရတာက သူ့စိတ်ကိုပိုပြီးတည်ငြိမ်စေတယ်ဘာမှမဖြစ်ဘူးလားသမီးကိုဟန်ထွန်းလက်စားပြန်ချေမှာကိုမကြောက်ဘူးလားလို့ဦးကျော်ကစိုးရိမ်တကြီးမေးလိုက်တယ်သူသမီးကတမ်းပါတယ်ဆိုတာသူတိပေမဲ့အာနာရှိတဲ့သူတွေကဘလောက်ကောက်ကြစ်တယ်ဆိုတာလဲသူသိတယ် မမိုးကသူ့အဖေကိုကြည်လိုက်တယ်ဖြစ်မှာပါအဖေသမီးလောက်တာမှန်တယ်လို့ယုံကြည်တယ်ပြီးတော့အဖေသမီးတာမလုပ်ခဲ့ရင်ဒီဈေးတယ်တွေဘယ်တော့မှစိတ်အေးအေးနဲ့ဈေးရောက်ရမှာမဟုတ်ဘူးလို့သူကသူ့အဖေကိုနှစ်သိမ့်ဖို့ကြိုးစားတယ်သူ့စိတ်ထဲမှာတော့စိုးရိမ်စိတ်အနှင်းငယ်ရှိနေတယ်သူခုနကလုပ်ခဲ့တာဟာတက်မတော်သားတဦးအတွက်ပြင်းထန်တဲ့ပြစ်မှုတစ်ခုဆိုတာသူကောင်းကောင်းသိတယ်သူဟာတရားဝင်တာဝန်ထမ်းဆောင်နေတာမဟုတ်ပေမဲ့ပေါ့ စော်ဘွားကြီးစည်းကဖြစ်ရဲ့အကြောင်းတည်င်းကဒုတကျက်ကိုဟန်ထွန်းရဲ့အထက်ရာရှိရိစီကိုချက်ချင်းရောက်သွားတယ်စော်ဘွားကြီးရဲ့စခန်းမူရဲမှုကြီးဦးဝင်းမောင်ကကိုဟန်ထွန်းကိုသူ့ရုံးခန်းကိုချက်ချင်းခေါ်လိုက်တယ်ဦးဝင်းမောင်ရဲ့မျက်နာကကင်းမာနေတယ်ဟန်ထွန်းဒါဘာဖြစ်တာလဲမင်းအမျိုးသမီးတဦးနဲ့ရိုက်နှက်ခံရတဲ့ဗီဒီယိုကပြန့်နှံ့နေတယ် ဒါရဲတပ်ဖွဲ့ရဲ့နာမည်ကိုထိခိုက်စေတယ်လို့ဦးဝင်းမောင်က အော်ပြီးဗီဒီယိုပြနေတဲ့တပ်ပလက်ကိုပြစ်ချလိုက်တယ်။ကိုဟန်ထွန်းကခေါင်းငုံပြီးသူ့ထက်ရာရှိကို မကြည့်ရဲဘူး။သူ့မီယိုကခုထိနာနေတုန်းပဲဟုတ်ကဲ့ပါအထက်လူကြီးအဲ့ဒီအမျိုးသမီးကကိုခန့်ပညာတော်တယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။အထက်လူကြီးလို့သူကပြောလိုက်တယ်။ကိုခန့်ပညာတော်တာဘာဖြစ်လဲ။သူကမင်းကိုတမင်တကာယန်စတာပဲမင်းပါလို့သူနဲ့ထိတ်တိုက်တွေ့လဲပြီးတော့ တရားမဝင်ငွေကြေးတောင်းခံမှုကိစ္စမင်းခုထိလုပ်နေတယ်လို့ငါကြားတယ်။ဦးဝင်းမောင်ရဲ့အတန်ကနေသွားပေမဲ့သူ့လေတန်ကချင်းချောက်မှုတွေနဲ့ပြည်နေတယ်။ကိုဟန်ထွန်းရှာထိုးမှားသွားတယ်။မမဟုတ်ပါဘူး။အထက်လူကြီးအဲ့ဒါနားလည်မှုလွဲတာပါလို့သူကပြောလိုက်တယ်။ဦးဝင်းမောင်ကတက်ပြေးရှည်ကြီးချလိုက်တယ် အဲ့ဒါနားလည်မှုလွဲတာလားမလွဲဘူးလားဆိုတာငါမသိဘူးမင်းရှုပ်ထွေးအောင်လုပ်ပြီးငါတို့အဖွဲ့အစည်းကိုရှဲ့ယွန့်စေတယ်ဆိုတာပဲငါသိတယ်ဒါကိုငါအထက်ကိုတင်ပြမယ်ပြည်ရင်းစုံစမ်းစစ်ဆေးမှုအတွက်ပြင်ဆင်ထားပါလို့သူကပြောလိုက်တယ်ကိုဟန်ထွန်းမျက်နှာဖြူဖြော့သွားတယ်ပြည်တွင်စုံစမ်းစစ်ဆေးမှုဆိုတာသူ့ယာတို့ရဲ့အဆုံးတက်ပဲပြားရည်သည့်အမျိုးသမီးတအူးကအရာအလုံးကိုဖြစ်စည်းပြစ်နိုင်လိမ့်မယ်လို့သူမထင်ထားဘူး မမိုးပေါ် သူ့လက်စားချေလိုစိတ်တွေက ပိုပြီးပြင်းထန်လာတယ်သူအရာအားလုံးကိုဘယ်နည်းနဲ့မဆိုးပြန်လဲပေးဆက်မယ်လို့ကြိမ်ဆိုလိုက်တယ်ဒီတော့အတွင်းမှာမမိုးကသူ့တက်ခွဲရဲ့ရန်ကုန်မြို့ပြင်ကတက်စခန်းကိုပြန်သွားတယ်သူကအရက်ဝတ်တွေကို ချုပ်ပြီးတက်ဝတ်စုံကိုဝတ်လိုက်တယ်သူလည်းမကြခင် ခေါ်ယူစစ်ဆေးခံရလိမ့်မယ်ဆိုတာသူသိတယ်သူလုတ်ခဲ့တဲ့လုံရဲ့ရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ဖို့သူအသိဖြစ်ရမယ်သူရွယ်ချက်ကဘလောက်ပဲမြင့်မြတ်ပါစေပေါ့ ီခရီးကရှေလျားသေးတယ်ဆိုတာကို သူသဘောပေါက်ပြီးအသက်ပြင်းပြင်းရှူလိုက်တယ်။မနက်9:00နာရီမှာမမိုးရဲ့ဖုန်းညီလာတဲ့ Denton တက်စိတ်မှု နမေကမျက်နှာပြင်ပေါ်မှာပေါ်နေတော့မမိုးရဲ့နှလုံးခုန်လုံးညံလာတယ်ဒီဖုန်းခေါ်ဆိုမှုလာတော့မယ်ဆိုတာသူသိတယ်အသက်ပြင်းပြင်းရှူပြီးသူဖုန်းကိုကင်လိုက်တယ်မမိုးအခုချက်ချင်းလာခဲ့အရေးကြီးတဲ့အစီရင်ခံစာတစ်ခုရှိတယ်လို့သူတန်တန်ဖြစ်တဲ့ဘိုလေးမင်းထက်ရဲ့အတန်ကပြင်းပြင်းထန်ထန်ထွက်လာတယ်ဟုတ်ကဲ့ပါဘိုလေးလို့မမိုးကခိုင်မာစွာပြန်ဖြေတယ်သူက သူ့ယူနီဖောင်းကိုချက်ချင်းပြင်ဆင်လိုက်တယ်တည်ရင်မှုရဲ့ရုံးခန်းစီကို သူခြေလန်းကျဲကြီးတွေနဲ့လျှောက်သွားတယ်။သူ့စိတ်ထဲမှာဖြစ်နိုင်ခြေရှိတဲ့အရာအလုံးအတွက် သူ့ကိုယ်သူပြင်ဆင်ထားတယ်။စစ်သားတိုင်းစီးနင်းစည်းကမ်းတွေကိုလိုက်နာရပြီးဈေးတွေကသူ့ရဲ့လုံရက်တွေကရည်ရွယ်ချက်ကောင်းတွေနဲ့လုတ်ခဲ့ပေမဲ့စစ်ဘက်ဆိုင်ရာကျင်းဝတ်ကိုချိုးဖောက်တယ်လို့ယူဆနိုင်တယ်။အထူးသဖြင့်ရဲရာရှိတအူးနဲ့ဒိုင်းရိုက်ဆက်ဆံခဲ့တာကအဖွဲ့အစည်းနှစ်ခုကြားပြိပခါကိုဖြစ်စေနိုင်တယ်။ တဖက်မှာတော့ဒုတကြက်ကိုဟန်ထွန်းကပြင်းထန်တဲ့ပြည်တွင်းစုံစမ်းစစ်ဆေးမှုကို ခံယူနေရတဲ့သူ့မေယိုးကခုထိရောင်းကိုင်းနေတုန်းပဲသူ့ရဲ့ရှုံးနိမ့်မှုရဲ့တိတ်ဆိတ်တဲ့တက်တွေပဲသူက သူ့ကိုယ်သူကာကွယ်ဖို့စူးစမ်းရတဲ့အကြောင်းမဲ့တိုက်ခိုက်ခံရတဲ့အဲ့ဒီအမျိုးသမီးကယန်စတာလို့ပြောတယ် ဒါပေမဲ့ပြန့်နှံ့နေတဲ့ဗီဒီယိုမှတ်တမ်းနဲ့စတင်ရဲရဲပြောရဲလာတဲ့ဈေးတွေရဲ့တည်တည်ခံချက်တွေကသူ့အခြေအနေကိုပိုပြီးဆိုးရွားစေတယ်။ဒါဆိုခမားကစီမင်းစည်းကမ်းတွေနဲ့မကိုက်ညီတဲ့တောင်းခံမှုတွေလုပ်ခဲ့တယ်ဆိုတာဝင်ခန္ဓာပေါလို့စုံစမ်းစစ်ဆေးရမှုတဦးက၆တွေ့တဲ့အတန်နဲ့မေးလိုက်တယ်။ကိုဟန်ထွန်းတိတ်ဆိတ်သွားတယ်။ချွေးစည်းတွေက ူနှစ်ဖူးပြင်ကိုဆူဆွတ်သွားတယ်လိန်ညာတာကအခြေအနေကို ပိုဆိုးစေလိမ့်မယ်ဆိုတာသူသိတယ်ခဏအကြာမှာသူကလက်လျှော့အညံ့ခံပြီးခေါင်းညိတ်လိုက်တယ်ဟုတ်ကဲ့ပါအထက်လူကြီးကျွန်တော်မှားသွားပါတယ်လို့သူကပြောလိုက်တယ်စုံစမ်းစစ်ဆေးရေးမှူးကဝန်ခံချက်ကိုမှတ်သားလိုက်တယ်ပြီးတော့ခမည်းကိုတိုက်ခိုက်ခဲ့တဲ့အမျိုးသမီးအကြောင်းသူ့ရဲ့ကိုယ်ရေးအချက်လက်တွေကိုခမည်းတည်လားကိုဟန်ထွန်းခေါင်းမော့လိုက်တယ်သူ့မျက်လုံးတွေက စားချေလိုစိတ်တွေဖုံးလွှမ်းနေတယ်သူကပြားရည်သေးပါအထက်လူကြီးပြီးတော့ဈေးလေးကလူတွေပြောတာက သူကတာမန်မျိုးသမီးမဟုတ်ဘူးတဲ့သူ့လှူရှာမှုတွေကမြမတက်မတော်သားတဦးနဲ့တူတယ်လို့သူကပြောလိုက်တယ်စုံစမ်းစစ်ဆေးရေးမှုမျက်မှောင်ကျုပ်သွားတယ်တကယ်လို့မှန်ခဲ့ရင်ဒါကပိုပြီးကြီးမားတဲ့ပြဿနာဖြစ်လာလိမ့်မယ်တက်မတော်စခန်းကို ပြန်ရောက်တော့မမိုးကနောက်ဆုံးမှတည်ရင်မှု ဒုဗိုလ်မှူးကြီးထွန်းထွန်းဦးရှေ့မှာရက်နေခဲ့ပြီးဒုဗိုလ်မှူးကြီးထွန်းထွန်းဦးကခိုင်မာတဲ့ပုံကိုဖြစ်ပေမဲ့ဉာဏ်ပညာရှိပြီးသူစစ်သားတွေရဲ့စိတ်နှလုံးကိုဖတ်နိုင်တဲ့ထမြက်တဲ့အကြည့်တွေရှိတယ်။ထိုင်ပါမမိုးလို့ဒုဗိုလ်မှူးကြီးထွန်းထွန်းဦးက သူရှေ့ကကလားထိုင်ကိုလက်ညှိုးထိုးပြရင်းပြောလိုက်တယ်။မမိုးကမတ်တက်ထိုင်လိုက်တယ်။ငါအဲ့ဒီဗီဒီယိုကို မြင်ပြီးပြီကားလို့ဒုဗိုလ်မှူးကြီးထွန်းထွန်းဦးကစတင်လိုက်တယ်။သူ့အတန်ကတည်ငြိမ်ပေမဲ့ အာနာပိုင်ဆန်နေပြီးတော့ကွင်းစင်းနေတဲ့မင်းရဲ့လုပ်ဖို့ကင်ဘက်တွေစီကအစီရင်ခံစားလဲရှိတယ်။မင်းနဲ့ရဲရာရှိတဦးကြားရံပွဲတစ်ခု ဖြစ်ခဲ့တယ်ရှင်းပြလို့ရမလား။မမူးအသက်ပြင်းပြင်းရှူလိုက်တဲ့ဈေးတွေကဖြစ်ရက်တွေကိုအသေးစိတ်ပြောပြတယ်။ဈေးတွေရဲ့မကျေနပ်မှုတွေကနေကိုဟန်ထွန်းရဲ့မာနကြီးတဲ့အပြုမှုတွေအထိသူ့ကိုယ်သူကာကွယ်ဖို့နဲ့ အခြေခံလူဒန်းစားတွေကိုကာကွယ်ဖို့သူဆုံးဖြတ်ချက်အထိပြောပြတယ်သူမပိုဘူးမလျှော့ဘူးဒုဗိုလ်မှူးကြီးထွန်းထွန်းဦးကတေးသေးချာချာနားထောင်နေတခါတရံသူကောင်းကြီးတဲမမိုးစကားပြောပြီးသွားတဲ့အခါဒုဗိုလ်မှူးကြီးထွန်းထွန်းဦးခဏတာတိတ်ဆိတ်နေတယ်မမိုးမင်းရဲ့ရည်ရွယ်ချက်ကောင်းတွေကိုငါနားလေတယ်ပြည်သူလူထုကို ကာကွယ်တာဟာငါ တို့ရဲ့မြင့်မြတ်တဲ့တာဝန်ပဲဒါပေမဲ့ဒီလုံရဲ့အကျိုးဆက်တွေကိုမင်းကောင်းကောင်းသိရဲမင်းကစစ်သားတအူးပဲမင်းရဲ့လုံရဲ့အတိုင်းကအဖွဲ့အစည်းရဲ့နာမည်ကို ယူဆောင်လာတယ်အထူးသဖြင့်ဒါကရဲတပ်ဖွဲ့နဲ့ပတ်သက်နေတာဒုဗိုလ်မှူးကြီးထွန်းထွန်းဦးက စကလုံးတိုင်းကိုအလေးနက်ထားပြောလိုက်တယ်ဒါကအဖွဲ့အစည်းနှစ်ခုကြားပိုကြီးမားတဲ့ပြဿနာတွေရဲ့အစဖြစ်နိုင်တယ်မမိုးကောင်းကောင်းလိုက်တယ်သူဒါကိုသိတယ်သူကတက်မတော်နဲ့ရဲတက်ဖွဲ့ကြားကကောင်းမွန်တဲ့ဆက်ဆံရေးကိုမဖြည့်ဆည်းခြင်းဘူး အားနည်းသူတွေကိုကာကွယ်တဲ့မင်းရဲ့တတိကိုငါဂုံယူတယ်လို့ ဒုဗိုလ်မှူးကြီးထွန်းထွန်းဦးကဆက်ပြောလိုက်တယ်သူ့အတန်ကအနေငယ်နူးညံ့သွားတယ်ဒါပေမဲ့စစ်သားတဦးအနေနဲ့မင်းပို့ပြီးဆေးဆေးဆက်ဆက်ပြုမူရမယ်ဒီကိစ္စကိုပို့ပြီးမပြန့်ပွားအောင်ငါးစီစဉ်ပေးမယ်ဒါပေမဲ့မင်းလည်းဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုရင်ဆိုင်ဖို့အတင်းဖြစ်ရမယ်ဘ ਹੁ ဌာနကစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကမင်းကိုခေါ်ပြီးရှင်းလင်းချက်တောင်းဖို့ဖြစ်နိုင်တယ်နားလေလားဟုတ်ကဲ့ပါအထက်လူကြီးနားလေပါတယ်လို့မမိုးကခိုင်မာစွာပြန်ဖြေတယ် မမိုးကိုကြီးမားတဲ့ပြဒနာတရက်ကရင်ဆိုင်နေရပြီးသူကပြည်သူလူထုကိုကာကွယ်ခဲ့ပေမဲ့တစ်ဖက်မှာတော့သူ့ရဲ့စစ်ဘက်ဆိုင်ရာအတမွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရတော့မယ်ဒါပေမဲ့သူ့မျက်လုံးတွေမှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိနေတယ်သူကလက်လျှော့မှမဟုတ်ဘူးဒုဗိုလ်မှူးကြီးထွန်းထွန်းဦးနဲ့တွေ့ဆုံပြီးနောက်မမိုးက သူရင်ဆိုင်နေရတဲ့အခြေအနေဟာသူထင်ထားတာထက်ပိုပြီးရှုပ်ထွေးတယ်ဆိုတာသိသွားတယ်ဒီပြဿနာဟာကိုရီးကိုရာရံပွဲတစ်ခုတည်းမဟုတ်တော့ဘဲအဖွဲစည်းနှစ်ခုကြားပရိပခါကိုဖြစ်ပေါ်စေနိုင်တဲ့ဒါပေမဲ့သူကမကြောက်ဘူးအမှန်တရားကိုကာကွယ်ပြီးပြည်သူလူထုကိုကာကွယ်ရမယ်ဆိုတဲ့သူ့ရဲ့နေရာမှာကခိုင်မြဲနေတော့မယ် တဖက်မှာတော့ယာရုတိုက်ရိုက်ပြောင်းရွှေ့ခံရပြီးယာရုထုတ်ပယ်ခံရမဲ့အနေရည်နဲ့ရင်ဆိုင်နေရတဲ့ဒုတက်ချက်ကိုဟန်ထွန်းကထောင့်ကျဉ်ချက်နေတယ်လို့ခန်းစားရတယ်။မမိုးအပေါ်သူ့ရဲ့အဆက်တကွဲဖြစ်မှုနဲ့လက်စားချေလိုစိတ်တွေကအခုတော့စိတ်ပြက်အားငယ်မှုနဲ့ရောနှောနေပြီး သူ့ရဲ့ယာရုကိုကဲတင်နိုင်မဲ့တခုရဲသော နီလန်းကမမိုးကိုနှုတ်ပိတ်ပြီးအဖြစ်မှန်တွေကို လိန်ညာလှည့်ဖျားဖို့ပဲဆိုတာသူသိတယ်သူက သူ့ရဲ့မှောင်မိုက်တဲ့လောကရဲကအဆက်အသွယ်ဟောင်းချို့ကို စတင်ဆက်သွယ်ပြီးသူ့ကိုဖျက်ဆီးခဲ့တဲ့အမျိုးသမီးကိုတင်ငန်းစာပေးဖို့နီလန်းတွေရှာပွေတယ်ရန်နေငယ်အကြာမှာမမိုးက သူ့ဖေကိုပြားရည်ဆိုင်မှာကူညီပေးနေတုံးတစ်ခုခုထူးဆန်းနေတယ်လို့သူခံစားရတယ်မတင်ငါဘွဲရအမျိုးသားအချို့ဈေးပက်ပက်လဲမှာလှဲ့ပက်နေတာကိုမြင်တွေ့ရတယ်သူတို့မျက်လုံးတွေကတခါတရံသူတို့ဆိုင်ဘက်ကိုလှမ်းကြည့်နေတယ်မမိုးက သူ့ရဲ့ထက်မြက်တဲ့စစ်သားဗီဇာနဲ့သူအဆောင်ကြီးခံနေရတယ်ဆိုတာကိုချက်ချင်းသတိပြုမိသွားတယ်။အဖေကျမတို့ပို့ပြီးသတိထားရမယ်ထင်တယ်။တစုံတစ်ယောက်ကကျမတို့ကိုစောင့်ကြည့်နေတယ်လို့မမိုးကဦးကျော်ကို ခတ်တိုးတိုးပြောလိုက်တယ်။ဦးကျော်မျက်မှောင်အောင်ကျုပ်သွားတယ်။ဘသူလဲသမီးလို့သူကမေးလိုက်တယ်။သမီးအတိအကျမသိသေးဘူး။ဒါပေမဲ့သမီးရင်ထဲမှာမကောင်းဘူး။ ဒုတက်ကျကိုဟန်ထွန်းနဲ့ပတ်သက်တာဖြစ်နိုင်တယ်လို့မမိုးကဖြေပြီးလူအုပ်ကိုဝေ့ကြည့်လိုက်တယ်။နောက်နေ့မှာမမိုးကသူ့အဖေကိုပြန်ပို့ပြီးနောက်ဘူဒာယုံစီကိုတယောက်ထဲလမ်းလျှောက်လာတော့နမတ်ပြားမပါတဲ့ဆိုင်ကယ်တစ်စီးက သူ့ဘေးမှာရက်လိုက်တယ်။အိုးထုတ်ပြေဆောင်ထားတဲ့ကိုခန္ဓာကြီးကြီးမားမားအမျိုးသားနှစ်ဦးကသူ့ကိုစူးစူးဆိုက်ဆိုက်ကြည့်နေတယ်။မမိုးခြေလမ်းတွေကိုအရှိန်မြှင့်လိုက်ပေမဲ့ဆိုင်ကယ်ကဆက်ပြီးလိုက်လာတယ်။ရုတ်တရက်အမျိုးသားတဦးက ဆိုင်ကယ်ဘော်ကခုံဆင်းပြီးမမိုးရဲ့အိတ်ကိုဆွဲယူဖို့ကြိုးစားတယ်။မမိုးကတုံ့ပြန်မှုအနေနဲ့ရှောင်းတိန်ပြီးတိုက်ခိုက်သူရဲ့ဝမ်းပိုက်ကိုမြန်ဆန်နဲ့ထိုးချက်တစ်ချက်ပေးလိုက်တဲ့ထိုးသူရိုင်လဲသွားပေမဲ့သူ့လုပ်ဖို့ကင်ဘက်ကချက်ချင်းလာကူညီတယ်။မင်းအိတ်ကိုပေးလိုက်စမ်းမင်းမဖြတ်လို့ဒုတိယအမျိုးသားကအော်လိုက်တယ်။ မမိုးကမကြောက်ဘူးဒါကကိုဟန်ထွန်းရဲ့လက်ချက်ပဲဆိုတာ तू သိတယ် तू ကသူ့ရဲ့ကိုခံပညာနည်းစနစ်တွေကိုပြင်းပြစွာအသုံးပြုတယ်ဖြောင့်တန်းတဲ့ကံကြက်တစ်ချက်ကပထမဆုံးအမျိုးသားရဲ့ရင်ဘတ်ကိုထိမှန်ပြီးလဲကျသွားစေတယ်ဒုတိယအမျိုးသားကဓာငယ်တစ်ချောင်းနဲ့တိုက်ခိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့မမိုးက လက်မောင်းနဲ့ကာကွယ်နိုင်ခဲ့ပြီးသူ့လက်ကိုလှည့်ဖမ်းပြီးလမ်းပေါ်ကိုလှဲချလိုက်တဲ့အမျိုးသားနှစ်ဦးလုံးနာကျင်စွာအော်ဟစ်နေကြတယ်သူတို့ပြစ်မှတ်ထားတဲ့အမျိုးသမီးမှာအံ့ဩစရာကောင်းလောက်တဲ့ကိုခံပညာစွမ်းရည်တွေရှိလိမ့်မယ်လို့သူတို့မထင်ထားဘူးမမိုးက သူတို့ကိုစွန်းစွန်းဆိုင်ဆိုင်ကြည့်လိုက်တယ်မင်းတို့ကိုဘသူခိုင်းတာလဲလို့သူကချင်းချောက်တဲ့အတန်နဲ့မေးလိုက်တယ်အမျိုးသားနှစ်ဦးလုံးတယောက်ကိုတယောက်ကြည့်ပြီးမဖြေကျင်ကြဘူးပြောမလားဒါမှမဟုတ်တစ်တလုံးနောင်တရမလားလို့မမိုးကချင်းချောက်ပြီးတိုက်ခိုက်သူတဦးရဲ့လက်ကိုနင်းလိုက်တယ်ကဲပါဦးမမိုးရေကဲပါဦးကျွန်တော်တို့ကို ကိုဟန်ထွန်းက ခိုင်းတာပါလို့နာကျင်မှုကို မခံနိုင်တော့တဲ့ထိုသူကညှိတွားလိုက်တယ်သူကကျမကိုတင်ကန်း စပေးခိုင်းတာပါမမိုးလို့ထိုသူကဆက်ပြောတယ်မမိုးလက်သီးဆုပ်လိုက်တယ်သူ့ရဲ့ခမန်းချက်မှန်နေတယ်ကိုဟန်ထွန်းကမာနာကြီးတာတယ်မဟုတ်ဘူးသူကကြောက်တက်ပြီးကောက်ကျစ်သူတူလဲဖြစ်တယ်သူဒီကိစ္စကိုခွင့်ပြုမှာမဟုတ်ဘူးဒီချင်းချောက်မှုကသူ့အတွက်တယ်မဟုတ်ဘူးသူ့မိသားစုအတွက်ပါပဲပြီးတော့တတိခံခဲ့တဲ့အခြားသေးတွေရဲ့လုံခြုံရေးကိုပါချင်းချောက်နိုင်တယ်မင်းတို့နှစ်ယောက်ဒီကနေထွက်သွားငါ့ကိုထပ်ပြီးအနှောက်အယှက်မပေးနဲ့မဟုတ်ရင်မင်းတို့ နေအောင်ကြီးကိုဘယ်တော့မှမြင်ရတော့မှမဟုတ်ဘူးဆိုတာငါအာမခံတယ်လို့မမိုးကပြင်းထန်စွာသတိပေးလိုက်တယ်အမျိုးသားနှစ်ဦးလုံးပြင်းမြန်စွာထလာပြီးသူတို့ဆိုင်ကယ်တွေကို ထားခဲ့ပြီးမောပန်းနှွမ်းနယ်စွာထွက်ပြေးသွားကြတယ်မမိုးကသူတို့ရဲ့ကြောပြင်တွေကိုကြည့်နေတယ်သူ့မျက်လုံးတွေကဒေါသနဲ့တောက်ပနေတယ်ကိုဟန်ထွန်းကအတိုင်းတာတစ်ခုကိုကြော်ဖြတ်သွားပြီးသူ့ကို တကယ်တင်ငန်းစာပေးရမယ့်အချိန်ရောက်ပြီးဒီတစ်ခါသူလှည့်ပတ်နေတော့မှမဟုတ်ဘူး ကိုဟန်ထွန်းရဲ့အကြံဖတ်မှုကိုထာဝရစဉ်အဆုံးတက်ဖို့သူပို့ပြီးဝေးဝေးသွားရမယ်။မမိုးရဲ့ဆုံးဖြတ်ချက်က ခိုင်မာနေပြီး ကိုဟန်ထွန်းက လူဆိုးတွေကိုငှားယမ်းပြီးချင်းချောက်တာက သူ့ရဲ့မာနနဲ့ရာဇဝတ်မှုရဲ့အထွတ်ထိပ်ပဲမမိုးကသူဆက်ပြီးကစားနေလို့မရတော့ဘူးဆိုတာသိတယ်။သူ့ရဲ့ဘေးကင်းရေးသူ့မိသားစုနဲ့နှစ်ပေါင်းများစွာ ကြောက်ရွံ့မှုနဲ့နေထိုင်ခဲ့ရတဲ့ဈေးတွေရဲ့ဘေးကင်းရေးအတွက်ဒီကိစ္စအားလုံးကို သူအဆုံးသက်ရမယ်။ ။နောက်နေ့မှာမမိုးကသူ့အဖေကိုဈေးထဲမှာမကူညီဘူး။သူကလှုပ်ရှားရလွယ်ကူတဲ့ပုံမဲမှောင်ပြီးပွာယောင်းယောင်းအဝတ်စားတွေကိုဝတ်ဆင်လိုက်တဲ့ သူ့ကြခင်အောင်မှာအဆုံးဖြတ်ပေးမဲ့တခုခုကိုဖုံးကွယ်ထားတယ်သူကယာရုတိုက်ရိုက်ပြောင်းရွှေ့ခံထားရတဲ့ကိုဟန်ထွန်းကိုလိုက်ရှာပြီးဈေးရဲ့ဆူညံတန်တွေနဲ့ဝေးကွာတဲ့မြို့ပြင်ကကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်နေတာကိုတွေ့လိုက်တယ်ကိုဟန်ထွန်းကစိတ်ပြက်အားငယ်နေပုံရပြီးတခါတရံချိန်ဆပြီးသူ့အနီးအနားကထိုင်ကုန်တွေကိုကန်နေတယ်မမိုးကတည်ငြိမ်ပေမဲ့ခိုင်မာတဲ့ခြေလန်းတော့ ဘေနဲ့ကိုဟန်ထွန်းနာကိုတိုးသွားတယ်သူစိတ်ထဲမှာနေမျောနေတဲ့ကိုဟန်ထွန်းကအမျိုးသမီးကသူ့ရှေ့တဲ့ထဲမှာရက်နေတဲ့အထိမမိုးရဲ့ရောက်ရှိလာမှုကိုသတိမပြုမိဘူးဆရာတို့တကြက်ကိုဟန်ထွန်းပြည်သူငွေဘလောက်လောက်ခိုးထားလဲမမိုးရဲ့အေးဆက်ဆက်အတန်က ကိုဟန်ထွန်းကို တုံးလို့သွားစေတယ်ကိုဟန်ထွန်းမောကြည့်လိုက်တော့မမိုးကိုမြင်ပြီးသူ့မျက်လုံးတွေပြူးသွားတယ်အရင်ကစိတ်ဆိုးနေတဲ့သူ့မျက်နာကဖြူဖြော့သွားတယ်မင်းမင်းပါလို့ဒီကိုလာတာလဲလို့ ူကမတက်ထားဖို့စ조사ရင်းអော်လိုက်ပေမဲ့သူ့ခြေထောက်တွေကအပြော့နေတယ်ငါမင်းရဲ့လုံရက်တွေကိုအဆုံးတက်ဖို့ဒီကိုလာတာလို့မမိုးကအာနာပိုင်ဆန်နဲ့လေတန်နဲ့ဖြေလိုက်တယ်မင်းကကိုချင်းချောက်တယ်လူဆိုးရအေဂိုတောင်ခိုင်းနေမင်းကကြောက်တက်သူပဲကိုဟန်ထွန်းကိုဟန်ထွန်းတွေမျိုးချလိုက်တယ်သူတတိကိုစူးစီးဖို့စ조사တယ်ငါမင်းကိုငါထက်အရာရှိစီတိုင်မဲမင်းရာဒူးထုတ်ခံရလိမ့်မယ်လို့သူကပြောလိုက်တယ် မမိုးကလောင်ပြောင်တယောတဲ့ပြုံးနဲ့ပြုံးလိုက်တယ်ကြိုက်တယ်လို့လုပ်ထားပေမဲ့အဲ့ဒါမတိုင်ခင် ကျမတို့ဖြည့်ရှင်းရမယ့်ကိစ္စတွေရှိတယ်ကိုဟန်ထွန်းကကြောက်ရွံ့နေပေမဲ့တိုက်ခိုက်ဖို့စူးစမ်းနေတော့ပဲသူက ဇပွဲပေါ်ကခရမ်းကျင်သီးဆော့ပလင်းတပလင်းကိုယူပြီးမမိုးဘက်ကိုပြစ်လိုက်ပြီးထွက်ပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့မမိုးကပုံမြန်နေသူကအလွယ်တကူရှောင်တိန်ပြီးကိုဟန်ထွန်းရဲ့ခြေသလုံးကိုလျှက်စည်းလက်တလို့ညံဆန်နဲ့ကန်ချက်တစ်ချက်ပေးလိုက်တယ်။ခန္ဓာကိုယ်ထွားကြိုင်းတဲ့ရဲကနာကျင်စွာအော်ဟစ်ရင်းလဲကျသွားတယ်။ထွက်ပြေးနိုင်မယ်လို့ထင်နေလားလို့မမိုးကအနားကိုလှမ်းလာရင်းပြောလိုက်တယ်။ကိုဟန်ထွန်းနောက်ပြန်တွားသွားတယ်သူမြတ် လုံးတွေကကြောက်ရွံ့မှုတွေနဲ့ပြည့်နေတယ်မလာနဲ့ငါရဲပဲမင်းကဘလို့ရဲမျိုးလဲငွေညစ်တဲ့သူကြောက်တတ်တဲ့သူ ရာဇဝတ်ကောင်လို့မမိုးကတနာညာတာမှုမရှိပဲပြန်ပြောလိုက်တယ် သူကကိုဟန်ထွန်းကိုဆွဲခေါ်ပြီးကော်ဖီဆိုင်ကလူတွေမမြင်နိုင်တဲ့အနေငယ်ဝတ်ထားတဲ့နေရာကို ခေါ်သွားတယ်။ကိုဟန်ထွန်းကခုခံဖို့ကြိုးစားပေမဲ့သူ့လှုပ်ရှားမှုတိုင်းကိုမမိုးကအလွယ်တကူချိုးဖျက်ပစ်တဲ့အမျိုးသမီးကသူ့ကိုအသေးအလဲထိုးနှက်ကန်ကြောက်ပြီးအသက်ရှူလမ်းကြောင်းကို လုံးဝမပေးဘူး။ကိုဟန်ထွန်းတန်ရာအပြည့်နဲ့ခန္ဓာကိုယ်တည်းခုလုံးကြိုးကျေမွန်းမွန်းနဲ့အသက်ရှူကြရင်လဲကြနေတယ်။တော်ပြီးတော်ပြီးရလို့ကိုဟန်ထွန်းကညှိတွားလိုက်တဲ့မျက်ရည်တွေက သူ့ဘာပြင်ပေါ်ကိုစီးကြလာတဲ့သူတကယ်ကိုရှုံးနေသွားပြီးရုပ်ပိုင်းဆိုင်ရာနာကျင်မှုကသူ့ကိုဖုံးလွှမ်းနေတဲ့ကြောက်ရွံ့မှုနဲ့နှိုင်းရှင်ရင်ဘာမှမဟုတ်ဘူးမမိုးကကိုဟန်ထွန်းကိုရိုက်နှက်တာရက်လိုက်တယ်သူအသက်ရှူကျက်နေပေမဲ့သူ့မျက်နာကပြက်သားနေတယ်ပြီးတော့ ူကသူ့ကြာခင်အောက်ကနေတခູ້ခုကိုထုတ်လိုက်တယ်တနက်တလက်ကိုဟန်ထွန်းမျက်လုံးတွေပြူးသွားတယ်သူကမမိုးရဲ့လက်ထဲကအရာကိုကြည့်လိုက်ပြီးအမျိုးသမီးရဲ့မျက်နှာကိုကြည့်လိုက်တယ်သူက ပြက်သားမှုနဲ့ဒေါသကိုမြင်လိုက်ရတယ်မမိုးကအစ်စ်မန်ဆိုတာသူသိတယ်မမိုးကတနက်ကိုဒင်းပြက်လိုက်တယ်ခြုံထက်တဲ့ကလစ်တန်ကနေထဲမှာပြင်းနှက်သွားပြီး ကိုဟန်ထွန်းကို တုံ့လုသွားစေတယ်တနက်က ကိုဟန်ထွန်းရဲ့နဘူးကို အေးဆက်ဆက်ကတ်ထားတယ်ဒါကမင်းရဲ့မာနမင်းရဲ့လောဘနဲ့မင်းရဲ့ရာဇဝတ်မှုရဲ့အကျိုးဆက်ပဲလို့မမိုးကအတန်တုံရင်ပေမဲ့အလေးနက်ထားပြောလိုက်တယ်ဒီနေ့ကိုကောင်းကောင်းမှတ်ထားပါဒုတကျက်ကိုဟန်ထွန်းမင်းထင်သေးခဲ့တဲ့မျိုးသမီးတူကမင်းကိုရိုက်နှက်ပြီး တနက်နဲ့ချင်းချောက်ခဲ့ရဲဆိုတာမှတ်ထားပါဒါကမင်းခြေကန်လူရန်းစားတွေကိုထပ်ပြီးမနှိမ့်ဆက်မိအောင်သင်ငန်းစာယူဖို့ပဲကိုဟန်ထွန်းကခေါင်းသာညိတ်နိုင်ပြီးသူ့ကိုခန္ဓာကပြင်းထန်စွာတုံ့ရင်နေတယ်သူစကားတခွန်းမှမပြောရဲဘူးတေချင်းတရားရဲ့အရေးကသူ့စိတ်ထဲမှာဖြစ်ပြေးသွားတယ်သူ့ဘဝမှာဒီလိုဆိတ်ရှုပ်ထွေးပြီးဒီလိုကြောက်ရွံ့မှုကိုဘယ်တော့မှမခံစားဘူး မမိုးကသူ့တနက်ကိုချလိုက်ပြီးဂျာကင်အောက်ကိုပြန်ထည့်လိုက်တယ်။သူကကိုဟန်ထွန်းကိုနောက်ဆုံးတစ်ကြိမ်ဆက်ဆုပ်ရုံရှာတဲ့အကြီးနဲ့ကြည့်လိုက်တယ်။ဒီနေ့ကစပြီးအေဂျင့်စွာနေထိုင်ပါထပ်ပြီးပြဿနာမရှာနဲ့မဟုတ်ရင်မင်းတစ်သက်လုံးဘယ်တော့မှစိတ်အေဂျင့်ရတော့မှာမဟုတ်ဘူးဆိုတာငါအာမခံတယ်လို့သူကချင်းချောက်လိုက်တယ်။မမိုးကလှဲထွက်သွားပြီးမလုံမရှက် ကြောက်ရွံ့မှုအပြည့်နဲ့အဆက်တကွဲဖြစ်မှုတွေနဲ့ဖုံးလွှမ်းနေတဲ့ကိုဟန်ထွန်းကိုထားခဲ့တဲ့ဒီဖြစ်ရက်သူ့နာမည်ကို ထိခိုက်စေတဲ့ဗီဒီယိုရိုက်နှက်မှဥရီနဲ့သူ့ကောင်းဘော်ကတနက်ချင်းချောင်းမှုတွေကသူ့ဘဝတစ်လျှောက်လုံးသူ့ကိုခြောက်လန့်နေမဲ့အိမ်မက်ဆိုးတစ်ခုဖြစ်လာလိမ့်မယ်။မမိုးအတွက်ကတော့ဒါကအခန်းတစ်ခန်းရဲ့အဆုံးသက်ဖြစ်ပြီးသူကာကွယ်ခဲ့တဲ့ဈေးတွေအတွက်အေဂျင့်မှုရဲ့အစပဲ။ ဒီဇလန်းကအပြင်ကဘဝဇလန်းတွေတဲကတစိ့တပိုင်းလေးပဲရှိပါသေးတယ်။ကောင်းတာကို ယူပြီးမကောင်းတာကိုခြံထားခဲ့ပါပြီးတော့တငယ်ချင်းတို့နောက်ထပ်အံ့ဩစရာကောင်းတဲ့ဇလန်းတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင် Glory Channel ကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။